ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့အိမ်မက်ကိုစီညောင်းလင်းချက်ကိုစီချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲတွေကိုဆင်နွှဲကြမယ်အသင်းနေရဲ့ပွဲစဉ်တွေနဲ့တူကျွန်တော်တို့ဒီ FA Plus ဘောလုံးပွဲစဉ်ကလည်းရှိနေပါတယ်ဆိုတော့ဒီပွဲစဉ်တွေကိုကျွန်တော်တို့အတူတူပွဲကြုံတို့တက်ချက်ပြလို့ပေးမှာမလို့စိတ်ဝင်စားမယ်ဆိုရင်အားလုံးပဲတူတူလိုက်ကြည့်ပြီးသားဖို့ညွှန်လင်းပါတယ်ဆိုတော့အားလုံးပဲတူတူကြည့်အောင် Let's go ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် Mercury Dot Shopping App Mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင်းဆုံး Shopping မှာ Mercury Your Shopping Partner ဆုံးအနေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ AST Milan နဲ့ Tottenham Hotspur ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ AST Milan ကလက်ရှိမှတ်ပေးစရာအဆင့်6နေမှာရပ်တည်နေရယ်။ဆိုတော့ဒီရက်ဒီနဲ့ရမှတ်တူတူကျွန်တော် Champions League ဝင်ခွင့်အတွက်လည်းတပွဲလေးတော့အမားခံလို့မရတဲ့အနေအထားမှာရှိရယ်။နောက်ဆုံးကစားခဲ့တဲ့ Premier League ၅ပွဲမှာဆိုရင်လည်းတပွဲပဲရှုံးလိုက်။ဆိုတော့ result ပိုင်းကတော်တော်လေးမဆိုးဘူး။ကျွန်တော်90နိုင်တဲ့ပွဲတွေကိုနိုင်အောင်ကန်နိုင်တယ်။ဒါက Villa ရဲ့ကျွန်တော်တို့ဒီအားသာချက်လို့ပြောရမှာပေါ့။ဆိုတော့ Unai Emery လက်အောက်မှာ Europa ပြိုင်ပွဲတွေကိုဒုတိယရာသီစက်ကစားဖို့ ဗီလာတည်ကြနေတယ်ဆိုတော့ယူပါလိလာချန်ပီယံလိလာဆိုတဲ့အခြေအနေမျိုးမှာဗီလာနေနဲ့ဘာကိုယူချင်ပါလဲဆိုတော့နည်းနည်းလေးတော့စိတ်ဝင်စားစောင့်ကြည့်ရမယ်အထူးသဖြင့်သူတို့ရင်ဆိုင်မဲ့လက်ကျန်တဲ့ဘွဲအတင်းတွေကတော်တန်အောင်စပါနဲ့မန်ချက်စတာယူနိုက်တက်ဆိုတော့ဗီလာတက်ကလည်းနည်းနည်းလေးအခက်အခဲရှိနိုင်တယ်ဒါမှလည်းဆိုအဲ့နှစ်တင်းကလည်းတော်တော်လေးအဲရုပ်ပြသင်းပြနေဒီနေ့ညဒီမှာကြာစင်းနေတင်းဆိုတော့ဗီလာတက်ကအတင်းကြီးဆိုမဲ့လည်းအရင်ကြီးတော့ ဟိုစိုးရိမ်နေကြတော့မရှိဘူးလို့ကျွန်တော်တို့ထင်တယ်အခုထိုင်ဆိုင်မှာကတော်တျံဟော့စပါကျွန်တော်ပထမဆုံးဆိုင်မှာတော်တျံဟော့စပါကနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိ၅ပွဲမှာ9ပွဲ2ပွဲလေးတော့မျှလာတဲ့အသင်းဆိုတော့အချိန်ကြီးကလည်းတော်တော်လေးကိုစိုးနေတယ်ဖောင်းကလည်းတော်တော်လေးအောင့်နေတယ်ဒါအပြင်ဒီပွဲပြင်တော်တျံဟော့စပါအနေနဲ့ယူပါလိဘလူးပွဲကိုမန်ချက်စတာယူနိုက်တက်နဲ့ကံအဖို့ရှိရဲဆိုတော့ဒီပွဲစဉ်ကိုတော်တျံဟော့စပါအနေနဲ့လူစုံထုတ်ပြီးအားထည့်ကံမမလားဆိုတော့စိတ်ဝင်စားစရာတော့ရှိရဲဆိုတော့တစ်ဖက်ကဗီလာလည်းအမတ်လုံနေတဲ့အချိန်တော်တျံဟော့စပါကအားမထည့်မဲ့အချိန်မှာဒီပွဲစဉ်ရလကတ် အက်စတူမီလာဘက်ကနည်းနည်းလေးရိမ့်နေတဲ့အခြေအနေမျိုးရှိရဲဆိုအက်စတူမီလာအနေနဲ့ဒီနေ့ပွဲစဉ်မှာအဲဒန်ရလူစင်းလေးနည်းနည်းလေးရောရှိရဲဒါမှလည်းဒီမေလာဆက်ခွန်မှာကစားမဲ့အဲ့ပွဲမှာပြန်ပါလာဖို့တော့ရှိရဲလို့တော့တတိယနေ့ညာတည်ရတယ်ဆိုတော့ဒီမာကာရက်ရှ်ပို့ ရူရီတိုင်လီစမန်ဒီဂျက်ကွန်ရန်စီတို့ကမပါနိုင်တဲ့အနေအထားမျိုးလားပါနိုင်တဲ့အနေအထားမျိုးလားဆိုတာကိုလည်းကျွန်တော်ဥနန်းအမေရိကလင်းစာရှင်းလင်းပွဲမှာပြန်ပါလာဖို့ရှိတယ်လို့ပြောရတယ်။ဆိုတော့ဒီအနေအထားမှာအစတူမီလာကအားကောင်းမောင်းတန်တဲ့ကစားဖို့ရှိနေရှိတယ်။တစ်ဖက်ကတော်တင်ဟော့စပါတယ်ဒဏ်ပြဿနာများစွာဆိုတော့ဒီအဲမက်ဒီဆင်ကလည်းမပါရတော့ဒီယူပါလိဖန်နဲ့ကံပြားရှိတဲ့အနေအထားမျိုးမှာအားထည့်ပြီးကံမမလို့ကျွန်တော်တော့မထင်ဘူး။ဒီဘက်စင်ကအစတူမီလာအင်ကွန်းမှာကစားမှာဖြစ်တဲ့အနေအမှတ်လိုနေတာလည်းအစတူမီလာဖြစ်တဲ့အလျောက်ဒီဘက်စင်ကအစတူမီလာပဲအသာရဖို့များတယ်။ကျွန်တော်ကလည်းဒီဘက်စင်ကိုအစတူမီလာအနေနဲ့ကိုယ်ကဆက်ချက်အရင်မှများရင်တော့ နော်ဒီ19နဲ့နေတဲ့ပွဲမျိုးလို့ကိုကကြကြချင်းချင်းမြောင်းနေနိုင်သွားမယ်လို့ကျွန်တော်ကထင်တယ်ကျွန်တော်ကဒီပွဲစဉ်မှာ S2 Mobile ကပဲရချင်ပါတယ်ဒုတိယမြောင်းပွဲစဉ်အနေနဲ့ကျွန်တော်ရွေးချယ်ထားပေးတဲ့ပွဲကတော့ Arsenal နဲ့ Newcastle တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်က Arsenal အကွင့်မှာကမ်းပါဆို Arsenal ကလက်ရှိအမှတ်ပေးကြရဲ့အဆင့်နဲ့ရမှတ်အားဖြင့် Newcastle နဲ့၃မှတ်တိတိကွာတယ် ကျွန်တော်ဒီအဆင့်ခွန်ကနော်တရန်ဖောရင်နဲ့6မှတ်กว่าတယ်ဆိုအဆင့်5အချက်စီးနဲ့ငါးမှတ်သာกว่าနေတာဒီနေထားကအာဆင်နယ်နဲ့လက်ကျန်တဲ့ပွဲမှာအမားရွံရွံဖြစ်သွားလို့ရှိရင်ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကိုတော်တော်လေးစိုးရိမ်နေတဲ့နေထားမျိုးရှိရဲလက်ရှိနေထားကတော့80ခိုင်နှုန်းတော့တည်ကြတယ်ဆိုပေမဲ့အချိန်မြင့်ကျွန်တော်ဒီအဆင့်၄အဆင့်5ရောက်သွားနိုင်တဲ့နေထားမျိုးအာဆင်နယ်မှာပြေဝရှိနေတယ်ဒါကြောင့်ဒီပွဲစဉ်ကိုအာဆင်နယ်နဲ့အမားမားရွံထပ်ဖြစ်လို့မရဘူးတူတူပြင်ကစားအမားကအိမ်ခွင်းမှာနူကာဆယ်လိုတင်းကအများတန်းဒုက္ခပေးလာတဲ့အတင်းဆိုတော့ဒီနေထားမှာအာဆင်နယ်အားမထက်ရင်ဘယ်နေထားမှာအားထက်မလဲဆိုတာမေးစရာအများကြီးရှိရဲဆိုတော့ ဒီအနေထားမှာအာဆနယ်ကလက်တံလူစင်းလူစင်းအနေနဲ့ဒီပွဲစဉ်တွေကိုအကောင်းဆုံးနေနိုင်ကစားဖို့ဆိုတာကအတတ်ပေါ်မှာလည်းအများကြီးမူတည်ရဲ့ဆိုတော့ဘာမှဖြစ်မလာတော့ရာဒီမှာအာဆနယ်အနေနဲ့အဲလက်ကျန်ရာဒီမှာဒီအဆင့်နှစ်လေးကိုဆက်ထိန်းထားဖို့တော့လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်တယ်။ဆိုတော့ဒီပွဲစဉ်မှာအာဆနယ်နဲ့ကြာဘာအားထည့်မယ်လို့ကျွန်တော်ကမြင်နေရတယ်။တစ်ဖက်ကနူကာဆယ်ကတော့ချန်ပီယံလိဂ်ဝင်ခွင့်ရနှုန်းပြတည်ကြဖို့အတွက်တော်တော်လေးကိုအားဆရမယ်နေတာတော်တော်လေးကိုအားထည့်ရမယ်နေတာချက်စင်းနေရလဲကျွန်တော်တို့သုံးမှတ်တာကွာတယ်ဘာမှမစုဖြစ်သွားနိုင်တဲ့နေသားမျိုးမှာ နျူကာဆယ်နေနေတာမမောင်ရင်လုံးဝဖြစ်လို့မရအောင်အထူးသဖြင့်ဒီပွဲစဉ်မှာလာနျူကာဆယ်ရှုံးပြီးမှတစ်ဖက်ကချယ်ဆီကမန်ချက်စတာယူနိုက်တက်ကိုအနိုင်ရသွားမယ်ဆိုလို့ရှိရင် ဒီဝဲစဉ်ကတော်တော်လေးကိုအဲစိတ်လိုချားစရာကောင်းရနိုင်တဲ့ပွဲစဉ်မျိုးလို့ကျွန်တော်ထင်တယ်။အခုပြင်နုကစေကအောက်ပြန်စီပြီးခြေစည်းအပေါ်ပြန်တက်လာမဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်။ဆိုတော့ဒီနေထားမှာနုကစေနေနေနဲ့အမမောင်ရင်းဖြစ်ဖို့တေချာလေးပြုဆက်ပြီးကစားလိုက်မယ်။ဒါကြောင့်ဒီပွဲစဉ်ကတော်တော်လေးကြီးကောင်းမဲ့ပွဲစဉ်တွေပဲ။အထူးသဖြင့်ဒီရန်ညွှန်းရန်သားတွေရှိရဲ၊ကျောင်းတော်ရရန်သားတွေရှိရဲနှစ်သင်းဆိုတော့တော်တော်လေးကိုပို့ပြီးမြိုင်နေတဲ့ပွဲစဉ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီပွဲစဉ်မှာအာဆင်နယ်အနေနဲ့အင်ကွင်းအသာချက်လည်းရှိရဲ။လက်ရှိလူစင်းရလည်းနည်းနည်းလေးဖောင်ကောင်းနေတဲ့နေရာကိုပြန်ပြောလို့ရတယ်။ဆိုတော့ပြီးခဲ့တဲ့ပွဲမှာဆိုဒီဘက်ကတူးစင်းနဲ့ရှုံးပြီးမှငကူလိုက်ပြန်တွင်းတယ်။ဆိုတော့ဒီနေထားကအာဆင်နယ်အတွက်လည်း motivation ခုဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ ော့နျူကာဆယ်ကလည်းပြီးခဲ့တဲ့ပွဲမှာချက်စီကိုအနိုင်ရတာတဲ့သူတို့ကလည်းဒီပွဲစဉ်ကိုတော်တော်လေးအားဖက်ခံစားမဲ့ပွဲဆိုတော့နှစ်တင်းစလုံးကတိုက်စစ်အပြန်အလှန်ဖွင့်နေတဲ့ဒီပွဲစဉ်မှာတော်တော်လေးကြီးကောင်းလာမဲ့ပွဲကျွန်တော်ကတော့အင်ကွင်းအားသာချက်လည်းရှိရဲတချို့လက်ကြံရာဒီမှာအစ်စ်နစ်ကိုဆက်ပြီးထိန်းသားနေတဲ့အာဆင်နယ်ဘက်မှာရည်တည်ရှင်နေကျွန်တော်ကဒီပွဲစဉ်မှာအာဆင်နယ်နဲ့တူနေပါမယ်အာဆင်နယ်အနိုင်လို့ပဲကျွန်တော်ထင်ပါတယ် တတိယမြောက်ပွဲစဉ်ဖြစ်ကျွန်တော်ယူချက်လာပေးရဲ့ပွဲကတော့ Chelsea နဲ့ Manchester United တို့ပွဲစဉ်ဖြစ်ပါတယ် Chelsea ကလက်ကျန်တဲ့ပွဲမှာ Champions League ဝင်ခွင့်အတွက်လောကအမားလို့လို့များရတဲ့ကစားမှာက Manchester United တို့နဲ့အတူတူ Champions League ဝင်ခွင့်အတွက်ပြေးလမှာအတူတူရှိနေတဲ့ Nottingham Forest တို့နဲ့ကစားရမယ်ဆိုတော့ United ဘက်ကိုစပြီးကြည့်မယ်ဆိုလို့ရှိရင် United ကဒီပွဲပြီးရင် Europa League Final ကံရမယ်ဆိုတော့ဒီနေ့သားမှာဒီပွဲစဉ်ကိုလူစုံထုတ်အားထည့်ပြီးကံမမလားဆိုတာတန်တရားအများကြီးရှိရဲကျွန်တော်တို့ဒီပွဲစဉ်ကို Amore အနေနဲ့လူငယ်ကစားသမားတချို့နဲ့ Senior ကစားသမားတချို့ကိုပေါင်းပြီးမှဒီပွဲဖြစ်အောင်ကံမယ်လို့ကျွန်တော်တို့ထင်တယ်တပတ်က Chelsea ကတော့အဲ့လိုမဟုတ်ဘူးလုံးလုံးဆန့်ကျင်မဲ့ပဲဒီပွဲစဉ်ကိုန ိုင်မှာပဲသူတို့ရဲ့ Champion League ဝင်ခွင့်အိမ်မက်ကဆက်ပြီးအသက်ရှင်နိုင်မယ်ဒီပွဲစဉ်ကို Chelsea အနေနဲ့တင်ကြပေါ့အားထည့်ပြီးကစားနိုင်မယ်ဒါရတဲ့ပူမာဂိုးကြီးလည်းတွင်းလိုက်မယ်လို့ကျွန်တော်ထင်တယ်တစ်ခါက Manchester United ကလက်ရှိမှတ်ပြီးရမှလည်း66လောက်တရောက်နေတယ်ဆိုတော့ Europa League ကသူတို့ရဲ့တစ်ခုတည်းတော့အားထားရ Europa League မှာလားအမှန်ရင်ဖြစ်လို့မရဘူးဒါတော့လည်း Amorin ကကောင်းကောင်းတည်ရဲ့ဆိုတော့ဒီပွဲစဉ်မှာ United အနေနဲ့လူစုံထုတ်ပြီးကစားမှာမဟုတ်ဘူးဒါတော့တည်ကြရဲ့ဆိုတော့ပွဲကိုလည်းဖြည့်ဖို့မယ်ကစားမယ်နေထားမှာ Chelsea ဘက်ကလိုတလောက်တွင်းကိုရပါမလားဆိုတော့ပဲကျွန်တော်လည်းနဲ့စိုးရင်ပြီးရဲ့ဆိုတော့ဒီပွဲစဉ်က Chelsea အသားနဲ့ကစားမှာပွဲ Man United ကပွဲဖြစ်အောင်လာကစားမှာပွဲလို့ကျွန်တော်ထင်တယ်ဒီတော့ United ဘက်ကလုံးဝအရှုံးပြမ မှမျိုးတော့မဟုတ်ပြီမဲ့တေးလောက်ခံနိုင်မယ်ဆိုတော့ဒီတေးမရရင်လည်းအရှုံးနဲ့ဆိုလည်းဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးပဲကစားမှာဆိုတော့ဒီနေထားမှာခြေသီးအနေနဲ့လိုအပ်တဲ့ twin ကိုတခုတွင်းနိုင်မယ်ဒါလိုအပ်တဲ့ရမှတ်တွေကိုရနိုင်မယ်ဆိုဒီပွဲစဉ်ကခြေသီးတော့တော်တော်လေးကို perfect ဖြစ်ရမယ်ပွဲလို့ကျွန်တော်ထင်တယ်တစ်ဖက်က united တက်ကလည်းဘာရှုံးမှမရှိဘူးဒီပွဲစဉ်ရှုံးလို့ဆိုတော့ဒီနေထားမှာခြေသီးအနေနဲ့ပူပြီးအားထက်ကစားဖို့ပဲလိုရဲဒီနေထားမှာကျွန်တော်ကတော့အင်ကွင်းကတာချစ်တဲ့ရှိရဲညွန်းနှင်းချက်လည်းပူကောင်းနေတယ်မဖြစ်မနေနိုင်မှာပွဲလည်းဖြစ်နေတယ်ခြေသီးပပယ်လည်းရက်တည်ရှင်တယ်ကျွန်တော်တော့ခြေသီးနိုင်မယ်လို့ပဲထင်ပါတယ် ဒီတစ်ပတ်ရဲ့နောက်ဆုံးပွဲစဉ်အနေနဲ့ကျွန်တော်ရွေးချယ်ထားပေးတဲ့ပွဲကတော့ Man City နဲ့ Crystal Palace တို့ရဲ့ FA Villa ဘလူးပွဲစဉ်ဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်ကနှစ်သိန်းလုံးတော့အရေးပါတယ်။ပထမဆုံးအနေနဲ့ Man City ဘက်ကိုစကြည့်အောင်။ Man City ကဒီနေ့ဘောလုံးရာဒီမှာဖလားလိုက်မဲ့ရာဒီမှာဖြစ်စီပို့ FA Villa အများကြီးရေးပါတယ်။ Guardiola နဲ့လည်းဒီဖလားကိုရောက်အောင်ကြည့်မယ်လို့ပြောတယ်။ဆိုတော့ဒီရှင်နေမှာမသိအနေနဲ့ Premier League ကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်လည်းလက်ချက်နှစ်ပွဲမှာဘုံမောင်ဖူဟန်နဲ့ကစားရမယ်။နှစ်သိန်းလုံးကမားတဲ့တင်းတယ်။မန်စီအနေနဲ့ဒီ FA Villa ပွဲမှာအားထည့်ကစားပြီး ောက်ထပ်ကစားမယ့်ဘုံမောင်းတဲ့ဂျာပွဲမှာနည်းနည်းလေးမမှန်ရင်ဖြစ်သွားခရင်ဆိုတဲ့အတွင်းမျိုးကကျွန်တော်စိတ်ထဲမှာထိနေရယ်ဆိုတော့ဒီပွဲစဉ်ကမန်စီးနေနဲ့လည်းဖလားလိုက်မဲ့ယာတီမဖြစ်ဘူးတခြားဘောအားထက်ကစားမယ့်ပွဲတစ်ဖက်ကခရစ်စတယ်ဘယ်လေးဘက်ကိုပြန်ကြည့်အောင်တစ်ဖက်ကခရစ်စတယ်ဘယ်လေးဘက်ကဒီဖလားအော်ရာရခင်ယူပါလိမ့်ဝင်ဝင်ရလိမ့်မယ်ဆိုတော့ဒီအတွက်ခရစ်စတယ်ဘယ်လေးကတော်တော်ကြီးအားထက်ကစားလာမယ်လို့ကျွန်တော်ထင်တယ်အထူးသဖြင့်အသင်းကောင်းကောင်းတွေကိုကြော်ဖြတ်ပြီးမှရောက်လာတဲ့ဘောလုံးပွဲစဉ်ဒီကိုခရစ်စတယ်ဘယ်လေးကတော်တော်လေးကောင်းတဲ့တိုက်တဲ့ပုံစံပြခဲ့တယ်နောက်ဆုံးတလန်းမှာခရစ်စတယ်ဘယ်လေးနဲ့အမမကြီးဖြစ်ဖို့ညှိနှိုင်းချက်ကတော့ အဲနည်းလို့ပြောလို့ရတယ်ဆိုတော့အမမကြီးမရှိဖို့အတတ်နိုင်မှာကစားလိမ့်မယ်ဆိုတော့အဲယူပါလိကိုဝင်ခွင့်ရဖို့ခရစ်စတပယ်လီရဲ့မျိုးရင်းချက်ကဒီတစ်ခုလည်းရှိတော့တယ်ဒီပွဲစဉ်မှာရေကုန်ရေကန်ထည့်ပြီးခရစ်စတပယ်လီကကစားမယ်လို့ကျွန်တော်ထင်တယ်အထူးသဖြင့်ကစားပါဝင်ပွဲကဝင်ပွဲကမှခရစ်စတပယ်လီကအဲရလက်တီကောင်းခဲ့အတမိုင်းကြောင်းဆင်လာလေးနည်းနည်းလေးရှိခဲ့ရမျိုးကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေထားကမန်စီးတီးအတွက်အများကြီးပြဿနာတက်နိုင်တယ်လို့ကျွန်တော်ထင်တယ်တစ်ဖက်ကမန်စီးတီးကတော့ပရီးမီယာလိဂ်ကတစ်ဖက် ဒီ F plan လိုက်မဲ့ຢာဒီမရှိဘူး F ဖိဘလာဘိုလိုပဲတစ်ဖက်နဲ့ဒါများနေမဲ့အချိန်မှာ Crystal Palace ကတော့တည်တည်ငြိမ်ငြိမ်ရဲ့ဒီဘက်ကိုຢာနှုန်းပြအားဆိုင်လာလိုက်မယ်။ဆိုတော့ဒီနေထားကမသိအတွက်မလွယ်ပါဘူး။ဆိုတော့ Crystal Palace နေနေလေအားထည့်ပြီးကစားမယ်ဆိုမသိလိုအပ်တဲ့ပုံပြီးခက်ခဲဝါနိုင်နေအထူးဖြင့်ဆောက်တဲ့နဲ့တည်ကြတဲ့ပွဲမျိုးအခြေစွမ်းဆိုရင် Crystal Palace တော်လီကိုလုတ်ပြနိုင်လိမ့်မယ်လို့ကျွန်တော်တော့ထင်တယ်။ဆိုတော့ဒီဘက်စီမှာနှစ်သိန်းလုံးအတွက်အာအရေးကြီးတဲ့ပွဲလည်းဖြစ်တယ်။နှစ်သိန်းလုံးအတွက်အားဆိုင်ပြီးကစားမယ်ပွဲလည်းဖြစ်တာကြောင့်ဒီဘက်စီကိုကျွန်တော်တို့မိနစ်90သိန်းလောက်တည်လို့ထင်တယ်။ဆိုတော့အချိန်ပုံမှန်မသိနေနဲ့နိုင်ဝမ်းမယ်လို့တော့နည်းနည်းမြင်မိပြီမယ် Crystal Palace ရဲ့ luck ကိုလည်းနည်းနည်းလေးကျွန်တော်တို့ ောင့်ကြည့်ချင်စရာကောင်းတယ်။ဒါကြောင့်လူဝဲစဉ်ကကျွန်တော်ကတော့အဲ FPL ဘာဘိုလိုဝဲစဉ်မှာခက်ခက်ခက်ခဲနဲ့ပဲလောလောကူကူတော့မဟုတ်ဘူးနော်ခက်ခက်ခက်ခဲနဲ့ပဲမသီးဘူဆွဲသွားလိုက်မယ်။ဒါပေမဲ့အရင်ရင်တော့ခက်ခဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်။မသီးအနေနဲ့ဒီဝဲစဉ်ကိုနိုင်ကောင်းနိုင်ဝါနိုင်ပေမဲ့ခက်ခဲမယ်လို့ကျွန်တော်ထင်ပါတယ်။ အဆုံးနည်းကြည့်ပြီးခဲ့ကြတယ်မချွေဗာရီပြိတက်ပြောက်ချင်းနေတဲ့အခြေသူအများကြီးတင်ပါတယ်နောက်ပတ်ဒီမှာလည်းကျွန်တော်တို့ဒီပရီးမီးယားလိဂ်ပွဲစဉ်နဲ့အပြင်ဘောလုံးပွဲစဉ်တွေမှာကျွန်တော်တို့သုံးသက်ချက်တွေပြုလုပ်ပေးမှာမို့လို့စိတ်ဝင်စားမယ်ဆိုရင်ပိတ်ကလေးကို like and follow လုပ်တာပို့သုံးဆချက်ပါတယ် YouTube ကကြည့်နေတဲ့ညီကိုလည်း channel လေးကို subscribe လုပ်တာပို့သုံးဆချက်ပါခင်ဗျာဆိုတော့အားလုံးပဲတူတူနောက်တစ်ပတ်မှာပြန်ဆုံတွေ့ကြပါမယ်